ဘန်ကောက်မှာကလေးမွေးမယ်ဆိုရင်ရိုးရိုးမွေးတယ်ဆိုရင်ဘလောက်ကုံမှာလဲခွဲမွေးတယ်ဆိုရင်ဘလောက်ကုံမှာလဲဆိုတာသိရဖို့အတွက်အခုဗီဒီယိုလေးကို share လုပ်ပေးလိုက်ပါရစေရှင်ရိုးရိုးမွေးတယ်ဆိုရင်1,9900ဘတ် ကုန်မှာဖြစ်ပြီးတော့ရိုးရိုးမွေးတာကို epidural block လို့ခေါ်တဲ့ထုံစေးထိုးပြီးတော့ပေါ့နော်ဒီရိုးရိုးမွေးတဲ့အခါမှာနာကျင်ရတဲ့ဝေဒနာကိုလျှော့ချပေးတဲ့ထုံစေးထိုးပြီးတော့မွေးမယ်ဆိုရင်နော်တသိန်း2000 8000 900ကုန်ပါပါဒီ package ကတော့ဆေးရုံကို283ရက်တရမှာပဲဖြစ်ပါတယ်ခွဲမွေးမယ်ဆိုရင်တော့ဇမားတို့တွေတသိန်း2000 3000နဲ့မှ900ဘတ်ကုန်ပါပဲဖြစ်ပါတယ်ခွဲမွေးတာကို တားကြောဖြတ်တာနဲ့တွဲပြီးလုပ်မယ်ဆိုရင်တော့တသိန်း3500ဘတ်ကုန်ကြစေရှိပါတယ်။တကယ်လို့ခွဲမွေးတာက twin ပေါ့နော်။အမွာလေးမွေးမယ်ဆိုရင်တော့တသိန်း9000ဘတ်ကုန်မှာဖြစ်ပါတယ်။ဒီ package ကတော့ဆရာမတို့တွေ96 hour စေုံတက်ရမယ်။ဆိုလိုတာက3ည8လေးရက်ဖြစ်ပါတယ်ရှင်။ တကယ်လို့ဘန်ကောက်မှာကလေးမွေးဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အခု Viber နံပါတ်လေးကိုဆက်သွယ်နိုင်ပါတယ်ရှင်။ဒီ Viber နံပါတ်ကိုဆက်သွယ်လိုက်မယ်ဆိုရင်တော့ဘန်ကောက်မှာကလေးမွေးဖို့အတွက်ဒီလီယင်လက်မှတ်တွေစီစဉ်တာ၊ Visa စီစဉ်တာဒီဘက်မှာနေဖို့ထိုင်ဖို့စီစဉ်တာတွေကအစစေယုံနဲ့ဆက်သွယ်ချိတ်ဆက်တာတွေအစုံအကုန်လုံးကိုဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မဒေါက်တာ Grace ပါ။